န်ကျမရဲ့တားတော်လားသွေးစေခြင်းဂန္ဓဝင်ကျင်းစီရဲ့အရှိန်ဝါပဲ။ရွှိုင်းရမျိုးနွယ်သားတို့ဤဝိညာဉ်တင်မောအစုသည်ရက်အလီလီခီးနှင်ခဲ့ပြီးနောက်သူတို့ခီးတဝက်ကျော်ဖြစ်ကျော်လာခဲ့ပြီဖြစ်သည်။ယွင်ချန်ချင်းကယွင်ချန်ချုံရှိရာအခန်းသို့သွားလိုက်လေ၏။စီနီယာချန်ချုံကျွန်တော်တို့ယူတွေကရိခါတချို့လိုအပ်နေပါတယ်။ငါတို့တွေအရင်တုန်းကရိတ်ခါတွေလုံလုံလောက်လောက်ယူလာတယ်မလား ဒီတစ်ခေါက်စီရင်စု၉စုကနေမျိုးနွယ်စုသား၁၄ဘီလီယံကို ပြန်ခေါ်လာတာကြောင့်နည်းနည်းမလုံမလောက်ဖြစ်သွားပါတယ်။အရေးအတွက်ကများလွန်းတာကြောင့်အရင်းမြစ်တွေမလုံလောက်ဘူး။ဝင်းချန်ချုံးဒီမြခုံးနှစ်ဖက်ကြားရှိနေရာကိုပုတ်လျက်ပြောလိုက်တော့သည်ဒီနေရာမှာအတိအကျွမ်းနှစ်ဖျားမျိုးနွယ်ရှိလား။ရှိပါတယ်။ရေခဲမျိုးနှစ်ဖျားမျိုးနွယ်လို့ခေါ်တယ်။ ဒါဆိုရေခဲမြူနဲ့ဖျားမျိုးနွယ်စီကနေရိတ်ခါတချို့နဲ့အရင်းမြစ်တချို့ဝဲကြတာပေါ့ဟုတ်ပြီရဲရှောင်ဘတ်တွင်မူသူကအမျိုးမျိုးသောနတ်ဖျားဧကရစ်တို့ဤတိုးလောင်လက်စွများကိုစူးစမ်းနေတာဖြစ်သည်စုစုပေါင်းယတနာအတုံးဆောင်တိုးလောင်လက်စွ၉ခွင်းနှင့်အံဖွယ်လက်နက်တိုးလောင်လက်စွ၈မျိုးရှိသည်အံဖွယ်လက်နက်အဆင့်တိုးလောင်လက်စွကိုယခုခေတ်ကာလမော်ဒယ်ခေတ်ရှိ နတ်ဖျားဧကရေရှိပါဝစ်စင်ခဲ့တာဖြစ်ပြီးအေးမြင့်ကျွဲဝကပါဝင်သည့်တစီများကမျက်စိပန်းစားနိုင်စွမ်းရှိသည်သူတို့ထဲ၌ကုံကျမ်းမျိုးစုံ ပါယုံတာမက စေလုံးများ ကောင်းကင်ယတနာများမိုးနေမြေယတနာများပါဝင်၏ကျင်းစုအရာတွင်လည်းနတ်ဖျားကျင်းစုများစွာ ပါတော်များရဲ့ဆောင်အတွက်ရင်းတို့သည် အရင်နှုံးကသာအတုံးတဲမိအရာဖြစ်လောက်သည်ယခုအချိန်တွင် သူပေါင်းစည်းရန်လိုအပ်သည့်အရာများက ကန္နဝင်ကျင်းစင်များသာရှိ၏ထို့ကြောင့်ကျေကိုးပွင့်နတ်ဖျားကျင်းစုပ်ဖြစ်လျင်တောင်ရင်းသည်အတုံးမဝင်ဖြစ်နေသေး၏။ရဲရှောင်းသည်ဆေးလုံးတချို့ယူပြီးပါဇက်ထဲပြစ်ထည့်လိုက်၏။တကြားလုံးစားသည့်အတိုင်းသူသည်အားလုံးကိုစားလိုက်သည်ထိုဆေးလုံးများက သူတန့်စင်ထားသည့်ဆေးလုံးများထက် ဆိုး၏သို့တော်ညာသူတို့အုံမြစ်ကအလွန်ကောင်းမွန်ပြီးအလွန်ကောင်းမွန်သောကုံကျဲများဖြင့်တန့်စင်ထားတာဖြစ်သည်။ ူတို့ကအတုံးဝင်သည်ဟုတတ်မှတ်၍ရသည် ထို့သောဖြင့်သူတို့သည် သူ၏ကျင့်ကြံမှုကိုအနှဲငယ်တက်လာ၏အ ਨੇ ဆုံးတော့သူတို့ဤမူလပိုင်ရှင်သည်တေသွားပြီဖြစ်ကားသူကအသက်ရှင်လျက်ရှိနေသေး၏ရှေးနတ်ဖျားဧကရွေဤလက်စွပ်ထဲရှိပစ္စည်းများကအနှဲငယ်ပိုကောင်းသည်ယတနာအတုံးဆောင်အစဉ်လက်နက်၌လက်ဆက်မှုကို ထိမ့်သိမ့်ပေးသောလုပ်ငန်းစုပါရှိသောကြောင့်ဖြစ်သည် အချိန်တော်ကြာပြီးသည့်တိုင်စေးများစွာကအတုံးပြု၍ရနေသေးသည် ထို့အပြင်သူတို့အရေးသွေးကညင်မာလှပေ၏သူတို့သည်ယခုခေတ်ကာလရှိနတ်ဖျားဧကရိ၏စေလုံးများထက်ပိုတောင်ကောင်း၏တန်းစင်ချင်းကုံချမ်းများမိုးနှင့်မြေရတနာများနှင့် အခြားသောအရာများအတွက်လည်းတူညီနေပေ၏ရဲရှောင်သည် အစီအစက်တစ်ခုဆွဲခဲ့သည်စေလုံးများအလုံးကိုစစ်ဆေးပြီးကုံချမ်းများအလုံးကို အတူတကွပေါင်းစည်းပြီးနောက် တန့်စင်ပြီးသားကုံကျမ်းများအလုံးကိုစုစည်းလိုက်မှာပဲဖြစ်သည်နောက်ဆုံးကြသူသည်ကျင်းစုများနှင့်ကြံသည့်အရာများအလုံးကိုစုစည်းပြီးသွား၏အံ့ဖွယ်တလင်းများကို တော်ဝင်ကြောက်စိမ့်စီးတစိတ်သေးပဲထဲလိုက်သည်ယခုအချိန်တွင်အံ့ဖွယ်တလင်းအရေအတွက်မြင်းမြမှန်းမတိရပေမိတိနီးနေမဆို ပမာဏသည်တထရီလီယံကျော်မှာပဲဖြစ်သည်အလုံးကိုတိမ့်เสียရနေရမရှိပေသူသည်စိတ်နှောက်ရှက်ဖြစ်ခံပြီးမတွက်တော့ချေ ရဲ့ရှောင်းသည်လက်စုပ်အပိုတချို့လည်းထုတ်ထား၏သူတို့ထဲတွင်တူပေါင်းစွမ်းရင်ပါရှိပြီးအင်းတို့ကိုတော်ဝင်ကြောက်စိမ့်စည်းတစိ့ကိုလက်စုပ်နှစ်ကွင်းထဲတွင်ထည့်လိုက်သည်လက်စုပ်သုံးကွင်း၏နေရာကအစမတန်ကြီးမားလာ၏ကြံသည့်အရာများကိုမူဖြည့်ဆည်းလိုက်တော်သည်ဆေးလုံးများနှင့် အကိရဲ့ကုံကျဲများသည်ကျင့်ကြံခြင်းအတွက်တေချာပေါက်အသုံးတည့်သည် ရဲရှောင်သည်ကုန်ကျန်းများတန့်စင်ပြီးမဟာနဂါးကိုပြန်လည်သွန်းလုပ်ကာပိုတောင်ဆွန်းထက်သည့်ယန္တနာအုံဆောင်ပြုလုပ်ရန်ရည်ရွယ်ထားသည့်တိုက်ပွဲတွင်ယန္တနာအုံဆောင်၏အရေးပါမှုသည်တစ်ခါတည်းရန်တွင်ရှုနိုင်၏ မဟာနဂါသာအစာပေါင်းများစွာတံမာလာခဲ့လျင်တိုက်ပွဲရင်း၌ရဲရှောင်မြမြတံမာမီဆိုတာမြေသူကတိမီနီနတ်ဖျားချင်းစစ်ထဲတွင်ဂနဝင်ချင်းစုတချို့ရှိလိမည်ဆိုလျင် သူသည်အချိန်ကျလာသောအခါရွှဲရံမျိုးနှင့်အားပေးအပ်နိုင်၏ညီတိနီးနှင့်မဆိုသူလည်းသုံးเสียမရှိပေရဲရှောင်သည်ထိုတို့ပြုလုပ်ပြီးသောအခါရွင်ချံကျုံ၏ကောင်းကင်စိတ်အာယုံသည်သူစီရောက်လာ၏ ဝင်ချန်ချုံးသည်ရဲရှောင်းကိုပြောပြပေးနေ၏သူသည်သူတို့မျိုးနွယ်စု၏လက်အောက်ခံဖြစ်သော ရေခဲမြူနတ်ဖျားမျိုးနွယ်သို့ရောက်နေ၏ရေခါတချို့ဝယ်ရန်ရောက်လာတာပဲဖြစ်သည် ရေခဲမြူနတ်ဖျားမျိုးနွယ်ကိုတစ်ချက်စင်းကြည့်ခြင်းလားဟုမေးခြင်းတာပဲဖြစ်သည်ရဲရှောင်းသည်ခဏတာစိုးစားပြီးနောက်ငင်းလိုက်တော့၏ရေခဲမြူနတ်ဖျားမျိုးနွယ်သည်သူနဲ့ဘာမှမဆိုင်ပေယခုအချိန်တွင်သူသည်ကြင်ကြံဖို့သာလိုသည်သူသိเสียဘာမှမလိုအပ်ပေ ထို့ကြောင့်သူသည်ဆက်လက်ဆင်ခြင်သုံးသက်ကဝိညာဉ်တင်မောပေါ်၌အနားယူနေ၏သို့တော်သူ၏ကောင်းကင်စိတ်အာယုံကိုဖြင့်ကျက်ထားတာတပတ်ရှိသွားပြီဖြစ်ကသူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သမျှအရာအလုံးကိုစစ်ဆေးလိုက်၏ထို့ကြောင့်ဤရှုထောင့်အရာသူမထွက်သွားတော်ညာကျေဧရိယာထဲတွင် ဖြစ်သမျှအရာအလုံးသည် သူ့နာခေါင်းအောက်တွင်ရှိသည်ယင်းကနတ်ဖျားဧကရစ်တပါးဖြစ်လာခြင်း၏ကောင်းကျိုးပဲဖြစ်သည် ထိုနေရာတွင်ပေါ်လာရန်မလိုအပ်ဘဲသူ့အနာတဝိုက်ဖြစ်သည့်အရာအလုံးကို ကြည်နိုင်လိမ့်မည်ထို့အပြင်ယခုအချိန်၌ရေခဲမြူနယ်ဖျားခန်းဆောင်ထဲရှိအငင်းပွားမှုကသူ့၏အာယုံထဲရောက်သွားသည်ရေခဲမြူနယ်ဖျားမျိုးနွယ်၏မဟာအကြီးကဲကအစင်းမြင့်နယ်ဖျားမျိုးနွယ်တွေကို မျက်နှာချိုးသွေးဖို့သူ့ရဲ့တပည့်ကိုလက်ဆောင်ပန်းနာဆက်သခဲ့ပြီးပြီမဟာအကြီးကဲဒါပါလေ ထိုစကားများပြောလိုက်ပြီးသည့်နှင့်အိန္ဒိယရှိလူတိုင်း၏အမူအရာက ပြောင်းလဲသွားတော်သည်ဘရာယာဆဆရဲ့ဖန်မဟာကြီးကဲကိုစော်ကားရဲတဲ့ပေါ်မင်းအသက်ရှင်ရတာညီးငွေ့နေပြီလားရဲ့ဖန်မင်းတေတဲ့နဲ့ခမရဲတွင်ခွန်မြင့်၌ထိုင်နေသူများကရွှမ်းရည်မျိုးနွယ်မှဖြစ်ပြီး အောက်တွင်ထိုင်နေသည့်သူများသည်ရေခဲမြူနတ်ဖျားမျိုးနွယ်၏အမျိုးမျိုးသောအင်အားစုများဖြစ်သည် မဟာခမ်းမ၏ပလင်အလဲတွင် ထိုင်နေသူကရွင်ရှမ်းရွံပဲဖြစ်သည်။နတ်ဖျားဧကရေအဖို့ရေခဲမြူနတ်ဖျားမျိုးနွယ်ကိုတွေ့ရန်တာမန်ကာရှန်ကထွက်လာဖို့ကမဖြစ်သင့်ပေရွှမ်းရံမျိုးနွယ်ကလွတ်လိုက်သည့်ကိုဇော်လေများကလည်းနတ်ဖျားဧကရေတစုဖြစ်နေ၏သူတို့တဲတွင်ရွင်ရှမ်းရွံကနောက်မှလိုက်လာ၏သူသည်နတ်ဖျားဘရင်နေပေပိစမအဆင့်တွင်ရှိသည် သူကရွှမ်းရံမျိုးနွယ်လူငယ်မျိုးဆက်၏ အနာဂတ်ကျယ်ပွင့်လည်းဖြစ်သည်ယင်းသည်ရွှဲရံမျိုးနွယ်ကို ကိုစားပြုခြင်းနှင့်ညီမျှ၏ယခုအချိန်တွင် သူက ပလင်ထက်တွင်ထိုင်ကာရေခဲမြူနှင့်ဖျားမျိုးနွယ်ရှိ ဝင်ကြွားနေသောငေရွယ်သည့်တိုင်းပညာရှင်ရဲ့ဖန်ကို88ဆက်ငုံကြည့်လိုက်သည် ဟာ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 မိတဲ့တိုးဝင်ဖို့လုံနေတဲ့ရုပ်မှာကောက်ကျစ်တဲ့လူတစုရွှမ်းရည်မျိုးနွယ်ကအစင်းမြင့်တဲ့ဖျားမျိုးနွယ်ဆိုတာတွေ့တော့အားလုံးက သူ့ကိုမျက်နှာချိုးသွေးကျင်နေကြတယ်။သူတို့တွေက သူတို့ရဲ့ဇနီးမယားသားသမီးတွေနဲ့သူတို့အမေကိုတောင်အမြောင်မယားအဖြစ်ပေးကျင်ကြတာငါတို့တွေကအမားကိုဘာကြောင့်မကမ်းလှမ်းရမှာလဲ။ရဲဖန်မင်းတော်လောက်ပြီးဒီယာကငါဆန္ဒရှိနေတာသူတို့နဲ့ဘာမှမဆိုင်ဘူးမင်းလုံနေတာရက်လိုက်တော့ ဆမ်းမထဲ၌ဒူးထောင်နေသောမင်းမလာလေးသည် ရေခဲသည်။အေးဆက်သောအမူအရာရှိ၏သို့သော သူမ၏မျက်လုံးထဲတွင်နာကျင်မှုအရေးအယောင်ပေါ်လာတော့သည်။တန်သေးသူများက မရေပဲမနေနိုင်တော့ပေ။ရဲဖန်မင်းကြားလားငါတို့ သူ့ကို မတရားပေးခဲ့တာမဟုတ်ဘူး။ဦးရန်ရွှန်းက သူ့ဘာသာဆန္ဒရှိတာပဲ။ ဆွမ်းရံနတ်ဖျားမျိုးနွယ်ရဲ့အနာဂတ်သူတော်စင်သားတော်ရဲ့ကိုရီးရန်ရွှေတော်ဖြစ်လာနိုင်တာကသူ့အတွက်ဂုံတက်စရာပဲမရေမတွက်နိုင်တဲ့လူတွေအိမ်မက်တောင်မမက်နိုင်တဲ့အခွင့်အရေးပဲသူမလိုချင်ဘူးဆိုတာခမည်းတော်တကယ်မသိဘူးလားဒီမှာလူကောင်းတယောက်လိုဘာကြောင့်ဟန်ဆောင်နေသေးတာလဲကိုရန်ရွှန်းကမျိုးနွယ်စုကောင်းဆောင်ရဲ့သမီးသူကရင်သခင်လေးရဲ့ကိုရီးအစီအကံဖြစ်မလာရင်တော့နောင်ကျသူကမင်းလိုတလိုလုံးလို့ရနိုင်တဲ့သူမဟုတ်ဘူး ရဲဖန်ကလက်တီးကြစ်ကြစ်ဆုပ်လျက်အန်ကျိလိုက်တော့သည်အန်ကျိထားရသောကြောင့်ပားဆောင်ကသွေးများဆို့နေပြီဖြစ်၏အမတကယ်ဆန္ဒရှိတာလားဟုတ်တယ်အိုးရန်ရွှန်းကတွေးဝေမနေပဲဖြေလိုက်သည်သူမက ရေခဲတမျှအေးဆက်နေပြီးမျက်နာသေးဖြစ်နေ၏သူကရဲဖန်၏အသက်ကိုကာကွယ်ရန် ထိုသို့လောက်ရမည်မှန်းသိနေသည်ဟာ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 ကောင်းနေကောင်းနေကောင်းနေ ငါရဲ့ဖန်ကပဲကိုကိုကိုအထင်ကြီးလွန်းနေကြတာအိုးရန်ရွှန်းအခုကစပြီးမှတ်ထားလိုက်ခမားနဲ့ကျုပ်တယောက်နဲ့တယောက်ပြက်ပြီးတယောက်နဲ့တယောက်ဘာမှမတက်ဆိုင်တော့ဘူးအိုးရန်ရွှန်းဤအေးဆက်နေသောခန္ဓာသည်တုံ့လုံသွားတာတိတာဤသို့သောသူမမျက်လွာချထားကစကားတခုမှမပြောပေသူမဤမျက်ဝန်းလှလှလေးကညူအလွာပါပေါ်လာလေ၏ဤနောက်ရဲ့ဖန်သည်ရွှင်ရှမ်းရွံကိုလက်ညှိုးထိုးပြီးပြောလိုက်တော့ဤ ဝင်းရှင်းရွံကဒီနေ့မင်းကိုစိန်ခေါ်မယ်၃နှစ်ကြာပြီးရင်မင်းနဲ့တေချာပေါက်တိုက်ခိုက်ပြီးမင်းကိုအနိုင်ယူမယ်ဒီနေ့သူ့ရဲ့တစ္ဆာမဲမှုက သူ့ဘဝရဲ့အကြီးမားဆုံးအမှားပဲဆိုတာသူ့ကိုတီးခွင့်ပေးမယ်မင်းစိန်ခေါ်မှုကိုလက်ခံရဲလားလူတိုင်းဒီထိုစကားကိုကြားသောအခါထိတ်လန့်သွားလေ၏ဟေးကောင်မင်းကိုမင်းဘသူလို့ထင်နေတယ်ရာရာစရယွင်မီသားစုရဲ့တခင်လေးကိုစိန်ခေါ်ရဲတယ်လား ဟုတ်တယ်မင်းစည်းသွားပြီးမင်းကိုမင်းကြီးလိုက်ပါဝီလားမင်းထိုက်တန်လို့လားသူပြောပြီးဒီနေ့ရေခဲမြူနတ်ဖျားမျိုးနွယ်မှလူတယောက်ကထွက်လာသည်ရဲဖန်မင်းကယွင်းသခင်လေးကိုစိန်ခေါ်ဖို့အရေးချင်းမရှိဘူးဒါပေမဲ့မင်းထက်အကြီးတွေကိုစော်ကားခဲ့တာမင်းတေတဲ့နဲ့ဒီနေ့ငါဝေးထင်က မင်းကိုသင်ငန်းစာပေးမယ်မင်းဒီလောက်မမောက်မာတင်ဘူးဆိုတာ မင်းကိုတီးခွင်ပေးမယ် ူအုပ်ကြီးသည်သူ့ကိုမြင်သောအခါချက်ချင်းရေမောလိုက်ကြ၏ဝေထင်လှုပ်ရှားမယ်ဆိုတော့ရဲဖန်တီမှာကျင်းတည်နေပြီဝေထင်ရဲ့ကျင့်ကြံမှုကနတ်ဖျားတက်ဖြတ်သူနေပေရဲ့တတိယအဆင့်မှာရှိတာရဲဖန်ကအမိုက်ပဲသူမသိရင်တောင်ဒုက္ခိတဖြစ်သွားလိမ့်မယ်ဒူးထောက်နေသောအိုးရန်ရွှန်းကချက်ချင်းပြောလိုက်လေ၏ဝေထင် ယွင်းသခင်လေးရဲ့အစီကံဖြစ်ဖို့ငါသဘောတူပြီးပြီးဘာကြောင့်ရဲ့ဖန်အတွက်ခက်ခဲအောင်လုပ်နေသေးတာပဲကန်စိုးဒီမှာဝေထင်သည်သူမ၏အတိတ်ပဲမရှိစကားများကိုနားထောင်မနေပေသူသည်ချက်ချင်းရှိတိုးကရဲဖန်ကိုထိုးလိုက်၏ရဲဖန်ဤမျက်လုံးထဲ၌ထိတ်လန့်မှုအရေးအယောင်ပေါ်လာလေ၏သို့တော်냐မကြမီ၌သူသည်ရွင်ရှမ်းရွံကိုပိုရာမုန်တီးသွားတော့သည် သူ၏အမားကသူမရင်ထဲတရှိမှန်းသိသည်အခြေအနေများကြောင့်သာသူ့ကိုကာကွယ်ရန်အတွက်ရွှင်ရှန်းရွံ့ဤကိုရီးအစီကံဖြစ်ဖို့ရွေးချယ်ခဲ့တာပဲဖြစ်သည်ရင်းကလုံလောက်နေပြီဖြစ်ဤထိုအတွေးဖြင့်သူသည်အသက်ပြင်းပြင်းတစ်ချက်ရှူကားရှေ့တလန်းတိုးပြီးဝေးထင်ဤလက်သီးဆွမ်းအားကိုသူ့လက်သီးဖြင့်ချိန်လိုက်သည်အစကရဲဖန်ရှုံးမိဟုထင်ခဲ့သည်သို့တော်냐လက်သီးတစ်ချက်ပေါ်ထွက်လာပြီးနောက်နတ်ဖျားတက်ဖြတ်သူနေပေတွင်ရှိသည့် ဝေးထင်က ရေဖန်ဤလက်သီးကြောင့်လွင်ထွက်သွားမည်ဟုမထင်ထားပေ။ဟမ်ပြင်းထန်သောတက်ရောက်အားသည်ဝေးထင်ကိုနောက်သို့လွင်ထွက်သွားစေပြီးပေသုံးရအကွာထိပြုတ်ကျသွားစေ၏သူသတိလစ်သွားပြီးဖြစ်သည်။ဘာသာဘလို့လုံးဖြစ်နိုင်မှာလဲ။သူကဘလို့လို့ဒီလောက်ရုတ်တရက်တမာလာရမှာလဲသူကနတ်ဖျားနယ်ပယ်ရဲ့တတိယအဆင့်မှာရှိတာမဟုတ်လားသူ့ရဲ့ကျင့်ကြံမှုကိုဖုံးကွယ်ခဲ့တာလား ဒါပေမဲ့သူ့ရဲ့ကျင့်ကြံစဉ်ကိုဖုံးကွယ်ခဲ့ရင်တောင်သူ့အသက်ဘလောက်လဲသူ့အသက်65နှစ်ပဲရှိသေးတာသူကနတ်ဖျားတက်ဖြတ်သူနဲ့ပဲတတိယအဆင့်မှာရှိတဲ့ဝိထင်ကိုဘလို့လို့အနိုင်ယူနိုင်တာလဲ ဝိညာဉ်တင်မောရဲတွင်ရှိနေသောရဲ့ဆောင်ပါဝင်လူတိုင်းထိတ်လန့်သွား၏သို့သော သူကိုထိတ်လန့်သွားစေသည်ကတဖက်သူ၏ကျင့်ကြံမှုမဟုတ်ပဲထိုဇက်ွက်ပဲဖြစ်သည်အဘယ်ကြောင့်ထိုမြရင်းနှီးနေရသနည်းထိုလူသည်ကံကြမ္မာ၏တားတော်ဟုသောအတိတ်ပဲအဘယ်ကြောင့်ရနေသနည်းရှေးဦးစွာ သူသည်ယွင်ရှမ်းရွံကိုစိန်ခေါ်ခဲ့၏ပြီးနောက်သူသည်၃နှစ်ကြာပြီးနောက်ယွင်ရှမ်းရွံကိုတေချာပေါက်အနိုင်ယူလိမ့်မည်ရွှမ်းရံမျိုးနွယ်က ထိုကိစ္စကိုလွတ်ထားမှာမဟုတ်ပေပြီးနောက်သူတို့သည်အတွေ့အကြုံပုံလိုက်တစ်ခုပြီးတစ်ခုပေးကရဲဖန်ကိုနတ်ဖေအားဧကရစ်ဖြစ်အောင်တွန်းတင်ပေးမိလိမ့်မည်အဆုံးကြသူသည်သူ့ကိုယ်သူမြင့်တင်ရာရောက်သွားမည်ထို့အပြင်အလွန်အလွန်ဆိုးဝါးသည့်အချက်က သူသည်ထိုလူစီမှသွေးစေခြင်းဂဏဝင်ကျင့်စု၏အငွေ့အသက်ကိုရလိုက်တာပဲဖြစ်သည်မန်ပေ၏သွေးကြီးမြတ်သူသာလက်ဆင့်ကမ်းနိုင်သောသွေးစေခြင်းဂန္ဓဝင်ကျင်းစုဖြစ်သည် အနီကောင်သည်သွေးစေးခြင်းဂန္ဓဝင်ကျင်းစုကိုအဘဲကြောင့်ရထားသည်။ဖြစ်နိုင်သည်ကထိုချက်ကို တွေးမိပြီးရဲရှောင်သည် သူ၏ကောင်းကင်စိတ်အာယုံဖြင့်ရွင်ရှမ်းရွံကိုချက်ချင်းဆက်သွယ်လိုက်သည်။အပိုင်း905ပီ၏